ဒီမိကွန်းလေးကတော့38ပြမင်္ဂလာထဲမှာပူဇာစပူဇာနေရာနဲ့ဂါရဝစနိဝတော်စစသဖြင့်ပူဇော်ထိုက်သူပူဇော်ခြင်းယူစီထိုက်သူယူစီခြင်းလို့မြတ်စွာဘုရားဟောတာပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တကူးကြီးရဲ့နတ်တွေဘိုးတော်တွေတခြားဘာသာဝင်ကဂုံအရှိန်ဝါကြီးမားတဲ့ပုံကိုယ်တွေကိုပူဇော်သင့်ပါသလားအဲ့လိုပူဇော်ပါကလည်းတရံတကုံပြတ်စီပါသလားသူကပူဇာစပူဇနီယနံလို့ဆိုတဲ့အထိပ္ပယ်ကသူက အဓိကတိလနဲ့ကိုချင်းတရားကိုဥတည်ပြောတဲ့ဟာတင်ပါဗျာ။ရာထူးကြီးလို့ပူဇော်တာတို့ကိုကြီးချမ်းသာတို့ပူဇော်တာဒါလုံးမျှဖို့မဆုံးလို့တင်ပါဗျာ။သူအတိုင်းဝိုင်းထဲမှာကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေတင်ပါဗျာ။ကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေတဏီသားသမီးတွေနဲ့ပြောမယ်ဆိုရင်မိဘကခြေဆုရှိတယ်။တင်ပါဗျာ။ခြေဆုရှိတာခုနကလူပြည်ကိုလာခွင့်ပြုတဲ့ခြေဆုပဲ။တင်ပါဗျာ။ကိုကျွေးပွေးဆောက်ဆောင်ရတဲ့ခြေဆု။အဲကြောင့်ပူဇော်နိုင်တယ်။တင်ပါဗျာ။ကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေ ပူဆော်တိုင်းကိုချင်းသီလနဲ့ပူဆော်တာအဲ့ဒီလိုဟာမျိုးကိုဆွလို့တဲ့ခုနနတ်တွေတို့ဘိုးတော်တွေတို့ဘာလို့ဆိုတာသူကသူတကောကြီးကျင်ကြီးမကြီးကျင်နေသူတို့ကပူဆော်လိုက်တယ်ဆိုတဲ့မှာပါဘူးသူတို့အနေနဲ့တကောကြီးပြီးတော့သူတို့ကိုယ်တိုင်ရောကိုချင်းသီလကောင်းနေရောပူဆော်သက်မှာလားရှင်ပြအဲ့ဒါလည်းသူကသူတကောကြီးတာသူကသူဟိုရင်ဖြစ်တာပူဆော်လိုက်တဲ့အထက်မှာတော့သူတို့မပါအောင်ကျမပါဘာလို့လူတွေနဲ့ဆက်ဆက်ပြီးကိုချင်းတရားကောင်းတဲ့ပုံကမျိုးတွေကအဓိကထားတာဟုတ် သီလကိုပူဇော်တယ်၊ဓမ္မရီကိုပူဇော်တယ်၊ပညာကိုပူဇော်တယ်။ညဆောင်ရားကိုပူဇော်တယ်ဆိုတာကြည့်ပါလား။ခုံတော်တွေနဲ့ဓာရီရှိလို့ပူဇော်တာလေ။မှန်ပါဗျာ။ပုဂ္ဂိုလ်အနေနဲ့ပူဇော်တာမဟုတ်ဘူး။မှန်ပါဗျာ။ကာရောသနိဝဒောသဆိုတာကတော့ကိုယ်နဲ့ကြီးတဲ့ပုဂ္ဂိုလ်အားစားပြီးတော့သူကမမနာမထားပဲဟို respect ပေးနိုင်တာပေါ့။မှန်ပါဗျာ။လူယူသေးဘူးယဉ်ကျေးမှုပုဂ္ဂိုလ်ဆိုရင်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတာအဲကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုအလုံး respect ပေးနိုင်တာပေါ့။ ်ဆွလို့ရပေါ့နော်မှန်ပါဗျာကိုယ့်ရဲ့မမနာကြီးမထားဘူးလူကမမနာပါတော့စေဒေါသဖြစ်ရင်လည်းမမနာရှိတတ်တယ်မှန်ပါဗျာပစ္စည်းဥစ္စာချမ်းသာရင်လည်းမမနာရှိတတ်တယ်မှန်ပါဗျာပညာတတ်ရင်လည်းမမနာရှိတတ်တယ်ရှားထူးကြည့်ရင်လည်းမမနာရှိတတ်တယ်မှန်ပါအဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်သိခါကြီးမားတဲ့ပုံကိုယ်တွေ ပူဇော်လိုက်တဲ့ပုံကိုယ်တွေကိုယူတည်လိုက်တဲ့ပုံကိုယ်တွေကိုမယူမသိဖြစ်တာမာနာကြောင့်ဖြစ်တာမှန်ပါဗျာအဲ့ဒီမာနာကိုချိုးနှိမ်ခြင်းသာလည်းဖြစ်တယ်မှန်ပါဗျာမှန်ပါတကူကြီးနတ်တွေပူဇော်တာသူကဖရားတဲ့တကူကြီးတာမရှိသေးတဲ့အတွက်ကြောင့်မှန်ပါဖရားကိုပူဇော်ပြီးတဲ့ပုံကိုယ်တရားဟောတကူကြီးနတ်တွေကိုပူဇော်တယ်ဆိုတာဒီပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကမိတ်ဆွေတယောက်အနေနဲ့ပန်းရည်ချမ်းပေးတာတို့ဒီလိုဟာမျိုး ဒီလောက်အဓိပ္ပာယ်မပြရဘူးသူကနော်ဒီမှာဗျာကိုယ့်ပုံမှာခြေဆုရှိရင်ကတော့ခြေဆုတရားကိုတုံ့ဆက်တဲ့အနေနဲ့ပူစော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကဒီရှခိုးဝါချခြင်းနဲ့အဓိပ္ပာယ်မဟုတ်ဘူးသူကသူပစ္စည်းပေးတာလဲပူစော်တယ်လို့ခေါ်တာမှန်ပါဗျာရှခိုးတိုက်တယ်ဆိုတဲ့ပုံကိုကြတော့ကိုယ့်ရဲ့သီလအသက်တိတ်ခါကောင်းဝါချီးတဲ့ပုံကိုလေးကိုဆွတ်တော့ ကြီးတဲ့ပုဂ္ဂိုလ်ကငယ်တဲ့လူကိုရှ िख ိုးတယ်ဆိုတာတိလာနဲ့ရှ िख ိုးတာမှန်ပါဗျာမှန်ပါကြီးတဲ့လူကိုငယ်တဲ့လူကရှ िख ိုးတယ်ဒါကတဘာဝအရှ िख ိုးတာမှန်ပါဗျာသူရဲ့အသက်ကြီးမှုကိုအကြောင်းပြုပြီးရှ िख ိုးတာမှန်ပါဘယ်သူပဲဖြစ်ဖြစ်ဘိုးတော်ပဲဖြစ်ဖြစ်ဘွားတော်ပဲဖြစ်ဖြစ်ကိုယ်ပေါ်လဲကျေးဇူးရှိတယ်အဲသူရဲ့ဂုဏ်သိက္ခာလေးလည်းရှိတယ်ဆိုရင်တော့လူလိုပူဇော်တာလေးစားတာကတော့ဟိုလိုကိုယ်ကွယ်တာမဟုတ်ရင်တော့မမှားပါဘူးဒါကတော့မှန်ပါမှန်ပါ mutual respect ဆိုတာရှိတာပေါ့နော် အဲ့တော့တရဏဂုံဖြစ်ပါစေလားဆိုသူတို့ကိုဖះနဲ့တန်းသူထားလိုက်ပြီးဖះကိုကိုွယ်တယ်လို့ကိုကိုွယ်ရင်တော့ဖះမှတပါကိုကရည်ရွယ်ထားတာရသော်ဘုရားသီးတာလည်းကိုကိုွယ်ရတရားသီးတာလည်းကိုကိုွယ်ရတန်ခါသီးတာလည်းကိုကိုွယ်ရဆိုပြီးသူတို့ကိုဖះနဲ့တန်းနဲ့လို့စိတ်ထဲကထည့်မယ်ဆိုရင်တော့တရဏဂုံဟာပေါ့ပြက်သွားတယ်ပေါ့ပြက်တယ်ဆိုတာကိုကိုစိတ်ထဲမှာနေမယ်ဒီစိတ်ဓာတ်ချင်းကမတူတော့ဘူးလေမှန်ပါဗျာမှန်ပါဗျာ